ပရိပခါတွေစစ်ပွဲတွေနဲ့ဆိုးရွားတဲ့သဘာဝဘေးတွေဒါရီဖြစ်ပြီးတဲ့အခါထိခိုက်ခံစားရသူတွေအတွက်လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးဖို့ကအရေးကြီးလာပါတယ်။လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုဆိုတာကတော့ပရိပခါတွေစစ်ပွဲတွေနဲ့ဆိုးရွားတဲ့သဘာဝဘေးတွေဖြစ်ပြီးနောက်နေစဉ်ဘဝမှာရပ်တည်ဖို့ခက်ခဲနေတဲ့လူတွေကိုစိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးဆိုင်ရာမှာတိုးတက်ကောင်းမွန်စေဖို့လူအပ်တဲ့ကူညီထောက်ပံ့ပေးတာကိုဆိုလိုတာပါ။ လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုရရှိမှသာထိခိုက်နေတဲ့သူတွေရာနေစဉ်လူမှုဘဝမှာအမြန်ဆုံးပြည့်လည်ရည်တည်လာနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ထိရောက်မှန်ကန်တဲ့ကူညီထောက်ပံ့မှုဖြစ်ဖို့အခြေခံစည်းမျဉ်း၆ချက်ကိုလိုက်နာဖို့လိုအပ်ပါတယ်။အရာတွေကဒီလူ့ခွင့်ရင်းနဲ့တာတူညီမျှရှိမှုနေထိခိုက်သူများ၏ပါဝင်မှု၃စိုးကြိုမတက်ရောက်စေရေး၄ရလွယ်သောရင်းမြစ်များနဲ့ဆွမ်းဆောင်ရေးကိုအသုံးပြုခြင်း၅ပေါင်းဆက်ပံ့ပိုးမှု 6အလွှာလိုက်ပံ့ပိုးကူညီမှုဆိုတဲ့6ချက်ပဲဖြစ်ပါတယ်။လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုပေးတဲ့အခါအလွှာလိုက်ပံ့ပိုးကူညီဖို့လိုအပ်လာပါတယ်။ဒီပိရမစ်ပုံလေးကိုကြည့်ပါ။ဒီပုံကိုလူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုပိရမစ်လို့ခေါ်ပါတယ်။ဒီပိရမစ်ရဲ့အောက်ဆုံးလွှာကတော့ထိခိုက်နေတဲ့သူအားလုံးအတွက် အခြေခံလိုအပ်ချက်တွေနဲ့လုံခြုံမှုရှိဖို့အတွက်ကူညီထောက်ပံ့ပေးရမှာဖြစ်ပါတယ်။ဥပမာစားနေရိတ်ကရေစေဝါစတာတွေကိုကူညီပေးဖို့ဖြစ်ပါတယ်။ ဒုတိယမြောက်လွာမှာတော့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရသူတွေကိုရရွာလူလူနဲ့မိသားစုတွေကကူညီထောက်ပံ့ပေးကြရမှာဖြစ်ပါတယ်။ဥပမာတဘာဝဘေးအတွင်းပျောက်ဆုံးသွားတဲ့မိသားစုဝင်များကိုကူညီရှာဖွေပေးခြင်း၊အောင်မဲ့ဝမ်းနည်းဖွယ်ခံနာများကျင်းပပေးခြင်းတို့ကိုဆိုလိုတာဖြစ်ပါတယ်။တတိယမြောက်လွာမှာတော့စိတ်ထိခိုက်မှုနည်းခြင်းနဲ့အတော်အသင့်ခံစားရသူတွေကိုအလေးထားပြီးကူညီထောက်ပံ့ပေးရမှာဖြစ်ပါတယ်။ဥပမာခြေကန်စိတ်ကြမ်းမာရေးကုသပေးခြင်းတို့ပါ။ ။ထုတ်ထလွားမှာတော့စိတ်ထိခိုက်မှုပြင်းပြင်းထန်ထန်ခံစားရသူတွေကိုကူညီထောက်ပံ့ပေးတာဖြစ်ပါတယ်။ဥပမာစိတ်ကျန်းမာရေးပညာရှင်နဲ့ပြတာပြီးကုသမှုခံယူစေတာမျိုးဖြစ်ပါတယ်။အရေးပေါ်အခြေအနေမှာထိခိုက်ခံစားရသူတွေကိုလူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုတွေပေးအပ်ဖို့လိုပါတယ်။အဲလိုပေးတဲ့အခါမှာလဲအခြေခံစည်းမျဉ်းတွေကိုလိုက်နာမှသာထိခိုက်ခံစားရသူတွေဟာနေစဉ်လူမှုဘဝမှာအမြန်ဆုံးပြည့်လက်ရည်တည်လာနိုင်မှာဖြစ်ပါတော့တယ်။